မင်္ဂလာပါဒီနေ့ကတော့ရွှေတောင်ကျမ်းလမ်းမှာရှိတဲ့ဒီ Rangoon Tea House ကပသားတို့ထိုအစ်တနဲ့မိတ်ဆက်ထားရှိရပါတော့။အဲတွားပြီးတော့မီဆန်စားကြည့်ပါတယ်။အဲဒီဆိုင်မှာဒီ HD ဘန်နဲ့ပြင်ထားတဲ့စပွဲကတော့အမိုက်ဆုံးပဲနော်။တွေ့ခဲ့သမျှပသားတို့တို့ဆိုင်ဘန်ထဲမှာဒီဘန်ကလုံးဝစနစ်ကျပြီးတော့အမိုက်ဆုံးပဲပေါ့နော်။အသားကြောင်းနဲ့ဇီးရကြတချောင်းကို1000ကနေ1800ပေါ့နော်။အဲဂျားထဲမှာရှိရယ်။ဆိုတော့အရသာကိုအများကြီးတော့မျောလင့်ထားတယ်။ဒါပေမဲ့စားကြည့်တဲ့အခါမှာရှာတော့ကြိုက်တယ်။အသားအသားနူးညံ့တာတွေကတော့တော်တော်မိုက်တယ်။ ဟိုတရုတ်တန်းအသားရဆိုရှင်တထောင်ထောင်တထောင်ဝင်းကျင်ရှိရပါတော့ဇင်းတော့ဒါပေမဲ့သူကအသားရကြောင့်မာနဲ့မာနဲ့ဘာဖြစ်လဲဆိုတော့နောက်နေ့ကျရင်သူတို့ကပြန်ပြီးပြုတ်ပြီးရောင်းလို့ရတယ်။အဲဒီတော့ဟိုဒီအသားရကြတော့နူးညံ့နေတော့နောက်နေ့ဆက်ရောင်းလို့မရဘူးနော်။ဒါပေမဲ့အရသာမှကြတော့အရင်တော့မကောင်းဘူးနော်။ရှာကတော့ကောင်းတယ်ဒါပေမဲ့တခြားဥကလီစာတွေဥဘိတ်တွေမှကြတော့တန်ရှင်းတဲ့အရသာတော့တည်တယ်ဒါပေမဲ့အဲ့ဒီအထဲမှာပါလေနည်းနည်းအညှိတက်လေးကိုဖုံးမှုအတွက်ကို ဒီ spice တွေကတိတ်ပြီးတော့မလုံလောက်ဘူးဖြစ်နေတယ်။အရာသာကနည်းနည်းလေးပေါ်တဲ့ဘက်ကိုသွားတယ်။အဲ့တော့ foreigner တွေခေါ်လာမယ်ဆိုရင်တော့ကြိုက်ကောင်းကြိုက်လိမ့်မယ်။ဒါပေမဲ့ဒီအရာသာကိုအဲ့လိုမျိုးပို့ပြီးမျောလင့်ထားပါမနော်။အာနည်းနည်းလေးပို့ပို့ပြီးတော့အရာသာလေးကိုပို့ပြီးကောင်းအောင်လုံးလုံးရတယ်။အာကျွန်တော်လည်းအဖိုးကြီးဝက်သားတို့ဆိုရင်တစ်ချောင်းတစ်ထောင်နဲ့တလုံးတလုံးစားလိုက်ရင်ဤွားရောအဲ့လိုမျိုး ဖြစ်နိုင်တာမေးပြီးတကြားပဲ brown sugar ရပဲများလို့လားမသိဘူး RTH ကကြောက်ကျမရဲ့ဘက်ကိုပိုလိုက်ဆောင်းလို့ဂယူးဆိုင်ပြီးတော့ထည့်ထားတဲ့တရက်တာနည်းနည်းပေါ်သွားလဲဖြစ်နေတာပေါ့နော် BD workout ကင်တော့တော်တော်ကြိုက်တယ်အရင်မကြွနေရမှာမဟုတ်အဲ့ workout ကင်အပေါ်ကမှွှေးမှွှေးလေးနဲ့အသားအီအီလေးနဲ့ဒီဟိုဟောင်ကောင်အစားအစာတရုတ်စားစာတွေမှာရောင်းတဲ့ပော့ဘဲလီလိုမျိုးလေးပဲအဲ့လိုတော့စားလို့ကောင်းတယ်အဲ့တော့လက်ဖေးကတော့အဲ့မှာပေါင်တီးကိုကြိုက်တယ်ကျွန်တော်ကအကြီးတောက်တယ်ကမိမအသေးတောက်တယ် အာဝတ်သားတို့လိုစားမယ်ဆိုရင်တော့အဲဝက်ခေါက်ကင်လေးနဲ့ရှာလေးကို recommend ပေးရဲ့တခြားတခြားဥကလီစာတွေကတော့ပို့ပြီးတော့ကောင်းလာဖို့ပို့မျောလင်းပါတယ်ဘာလို့ဆိုအများကြီးမျောလင်းထားပါတော့တော့နောက်ကြရင်တော့ပို့ပြီးကောင်းလာပါအခုတော့အစပဲမဟုတ်လို့ဒီကြာတန်ကျော်ကြတော့လေကျော်ပုံမှန်စားနေကြာတန်ကျော်လို့မဟုတ်ဘူးသူရဲ့ကြာတန်ကျော်အရသာပဲငက်ပြရဲ့အနောက်ကနည်းနည်းများဝနေတယ်အရသာနည်းနည်းလေး strong ဖြစ်သွားတယ်အဲကြာတန်သားကနည်းနည်းလေး မမာလေးဖြစ်နေအောင်เนาะဒါသူ့ရဲ့ style ကတော့မသိဘူးကျွန်တော်မြန်မာပါဇက်နဲ့ပုံမှန်စာနေကြဆိုင်နေရလို့မျိုးမဟုတ်ဘူးပေါ့เนาะဒီအသားရဲ့ဝတ္တုတို့ရဲ့အရသာလေးပိုပြီးကောင်းလာမယ်ဆိုလို့ရှိရင်တော့ဟိုလူတွေပိုများလာမှာပေါ့เนาะဆိုတော့ဂျေစုမြတ်ကြီးတမန်ဒီတက်ပိုပြီးကောင်းလာတဲ့ခါကျရင်နောက်တစ်ခါထပ်စားပြအောင်မယ်